တရုတ်နိုင်ငံမှာတော့မကြုံစဘူးရေတွေအစမတန်ကြီးနေပါပြီ။ဒါဟာတရုတ်နိုင်ငံတောင်ပိုင်းဂွမ်တောင်ဟူနန်ကျန်းရှိနဲ့ချုံချိုင်းမြို့တွေမှာပြင်းထန်တဲ့မိုးတွေရွာချခဲ့တာကြောင့်ဖြစ်ပြီးဒီဒေသတွေမှာစံချိန်တင်ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပြီးမြေရည်တွေလင်းမြန်စွာမြင့်တက်လာခဲ့ရတာပဲဖြစ်ပါတယ်။ဒီမှာတော့လမ်းတွေရေနစ်မြုပ်သွားပြီးလမ်းတွေဟာရေလမ်းကြောင်းတွေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ကားတွေဟာလေတွေလိုမျိုးလမ်းမပေါ်မျောနေခဲ့ပြီးမြေအောက်ရထားပူတာတွေမှာလည်းရေတွေဝင်ရောက်ကရေဒီဂွန်တွေလိုဖြစ်နေခဲ့ပါတယ်။ ဒီအခြေအနေတွေဟာလူတွေကိုအံ့အားသင့်စေခဲ့ပြီးနေ့စဉ်ဘဝတွေပြက်ယွင်းသွားတာကြောင့်ပြည်သူတွေဟာအခက်အခဲတွေနဲ့ယုံကံနေကြရပါတယ်။တရုတ်လူမှုကွန်ရက်ပေါ်ကဗီဒီယိုဖိုင်တစ်ခုမှာတော့လက်ရှိရေကြီးနေတဲ့မြို့မှာနေထိုင်သူတွေဟာခါအထိရောက်နေတဲ့ရေတွေထဲမှာလမ်းလျှောက်သွားလာနေပြီးထမင်းချက်နေကြတဲ့အခြေအနေတွေကိုပြသထားပါတယ်။ဒီမြို့ကိုဗင်းနစ်မြို့နဲ့နိုင်ရှင်ပြီးရေကြီးနေတဲ့အချိန်မှာတော့ပစ္စည်းပို့သူတွေဟာအလုဆက်လုံနေကြပါတယ်။ဒေသခံတအူးက မြို့မှာနေထိုင်ရတာအရန်ခက်ခဲနေပြီလို့မှတ်ချက်ပေးခဲ့ပါတယ်။အားလုံးကိုကဲတင်ဖို့အချိန်နောက်ကျသွားပြီ။ကျွန်တော်တို့ရွမ်းနှသိန်းကနေ3သိန်းလောက်ဆုံးရှုံးသွားပြီ။အိမ်ပြင်ဆင်မှုတွေအားလုံးပြီးသွားပြီ။ဒီနေ့မှပဲအိမ်ပြောင်းဖို့ပြင်ဆင်နေတာ။အခုတော့အားလုံးရည်နှမြုပ်သွားပြီ။ဒါအပြင်ဟူနန်ပြည်နယ်စန်စုခရိုင်မှာဇိန်ခန့်ပစ္စည်းဆိုင်ပန်းရှင်တဦးဟာလေဘင်းအထိရောက်နေတဲ့အေးဆက်တဲ့ရည်ထဲမှာရက်နေရင်သူ့ဆိုင်ကဈေးကြီးတဲ့ secret တွေဖုန်းတွေနဲ့ကွန်ပျူတာတွေကိုရည်ထဲဆွဲယူသွားတာကိုအကူအညီမဲ့စွာကြည့်နေခဲ့ရပြီး သူ့ရဲ့အကျဉ်းဆုံးကားတော်မှဒီရည်ကြီးမှုရဲ့ဒဏ်ကိုမလွတ်ခဲ့ပါဘူး။နောက်အချိန်ဤတစ်ခုမှာတော့ဇုံတွဲတွဲဟာမိုးတဲထန်စွာရွာသွန်းနေတဲ့အချိန်နဲ့ရည်ကြီးနေတဲ့အချိန်မှာတော့မင်္ဂလာဆောင်ကိုဆက်လက်ကျင်းပခဲ့ပါတယ်။အွန်လိုင်းမှာမျက်ချက်ပေးသူတွေကဒီဇုံတွဲဟာတကယ်ပဲမုံတိုင်းကိုအတူတူရင်ဆိုင်ခဲ့ကြတာပဲလို့ပြောကြပေမဲ့အချို့ကတော့ဒီအချိန်မှာမင်္ဂလာဆောင်ဖို့လိုအပ်ရလားဆိုပြီးမေးခွန်းထုတ်ခဲ့ကြပါတယ်။ရက်ကွက်တစ်ခုက နေထိုင်သူတွေဟာဝင်လာတဲ့ရည်တွေကိုတားဆီးဖို့ကြိုးစားခဲ့ပေမဲ့ သူတို့ရဲ့ကြိုးပမ်းမှုတွေဟာအချင်းကြီးဖြစ်ခဲ့ပါတယ်။အဆောက်အုံတွေရဲ့ဓာတ်လီကားတွေတဲ့အထိရေတွေစိမ့်ဝင်နေခဲ့ပါတယ်။နေအိမ်တစ်ခုရဲ့အခြေအနေကပိုဆိုးနေခဲ့ပါတယ်။အိမ်တစ်လုံးဟာရေတကွန်တစ်ခုလိုဖြစ်နေခဲ့ပြီးအိမ်ရှင်ကမောင်မင်းမြို့မှာငါးအိမ်တအိမ်တည်းကရေနစ်နေတာလားလို့အကူအညီမဲ့စွာမေးခွန်းထုတ်ခဲ့ပါတယ်။ကြီးရွာသားတွေကတော့သူတို့ကိုသူတို့ကဲတင်ဖို့နီလန်းအမျိုးမျိုးစဉ်းစားခဲ့ကြပါတယ်။ကြီးရွာသားတအုပ်ဟာပေါ့ပ်အိုင်းဆက်ကောင်လိုပဲသူ့အိမ်သုံးပရိဘောဂတွေအားလုံးကိုမြေကြီးတက်ကနေမြှောက်ထားခဲ့ပါတယ်။ မချက်ပေးသူတွေကသူဘယ်လိုမြောက်ထားနိုင်တာလဲမသိဘူးဒါအန်ဩစရာပဲလို့ပြောကြပါတယ်ဒီလိုကြီးမားတဲ့ဘေးအန်ရဲ့ကြားမှာတော့မောင်မင်းမြို့သားအများပြားဟာခွန်အားနဲ့ကရုဏာတွေကို ပြသခဲ့ကြပါတယ်အချို့ကတော့ရည်ကြီးနေတဲ့အချိန်မှာအချားသူတွေရဲ့ဘေးကင်းလုံခြုံရေးကိုကာကွယ်ဖို့ဦးစားပေးခဲ့ကြပါတယ်မောင်မင်းမြို့ရဲ့မိုးတဲထန်စွာရွာသွန်းမှုကြောင့်ဇွန်လ18ရက်နေ့မှာမော်တော်ကားလမ်းတစ်လျှောက်ရေကြီးမှုတံကိုပြင်းပြင်းထန်ထန်ခန်းစားခဲ့ရပါတယ် လမ်းမကြီးပြိုကျဖို့အန္တရာယ်ရှိနေချိန်မှာကြီးရွာသား6ဦးဟာအောက်ခြေလမ်းအနီးမှာတက်လာပြီးရင်များကိုရက်တန့်စေခဲ့ပါတယ်။ရေကတော့မြင်းမြန်ဆန်ဆန်နဲ့ပြင်းထန်စွာတိုးဝင်လာပါတယ်။အဲ့ဒီအချိန်မှာလမ်းမကြီးကပြိုကျသွားပြီဖြစ်ပြီးအောက်ခြေမိသားတွေလည်းရေနဲ့အတူပါသွားတာကြောင့်တမီတာကျော်လောက်အနက်ရှိနေပါတယ်။အဲ့ဒီအချိန်မှာရင်အသွားအလာတွေလည်းများနေတာကြောင့်ကားကြီးတစ်စီးဖြတ်မောင်းသွားရင်လမ်းပြိုသွားနိုင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကရေခဲမုတ်ဘူးအဟောင်းတွေနဲ့တလန်းချောင်းကိုပိတ်ထားလိုက်ပြီး ကားတွေကိုဘယ်ဘက်ကိုပဲတွားခိုင်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာဘာမှတွေးလို့မရတော့ပါဘူး။ကားတစီးရင်နစ်တွားရင်ကယ်ဆယ်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူးလို့ကြီးရွာသားတဦးကပြောပြခဲ့ပါတယ်။နောက်ဖြစ်စဉ်တစ်ခုမှလည်းစောက်လို့ရေးတွင်းတစ်ခုရဲ့အကာအယံပြိုကျသွားပြီးကားတစီးဟာတွင်းထဲကိုကျသွားခဲ့ပါတယ်။အနီးအနားကပြည်သူတွေကအမြန်ကူညီပေးပြီးကားကိုပြန်ထုတ်ပေးခဲ့ကြပါတယ်။မိုးတဲထန်စွာရွာသွန်းနေပေမဲ့ဒီစိုးရင်ပူပန်နေတဲ့ပြည်သူတွေဟာတွင်းနားမှာရက်ပြီးဖြတ်သွားဖြတ်လာကားတိုင်းကိုတရိပ်ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ပြည်သူတွေရဲ့ကူညီမှုနဲ့စန့်ကျင်ဘက်အနေနဲ့ရစ်တပ်ဖွဲ့ဝင်အချို့ကတော့အန်ဒီရဲ့ကြားရောက်နေတဲ့တက်ကြီးရွယ်အိုတွေကိုလစ်လျူရှုထားခဲ့ပါတယ်။ဟီနန်ပြည်နယ်ရှုခရိုင်မှာရိုက်ကူးထားတဲ့ဗီဒီယိုတစ်ခုအရရေဘေးတံကနေရွှေပြောင်းဖို့ကြိုးစားနေတဲ့မိဘနှပါအနက်အဖေဟာရေထဲကိုကြပြီးရုန်းကန်နေရပါတယ်။အနည်းအနားမှာရစ်တပ်ဖွဲ့ဝင်အုပ်ရှိနေပေမဲ့သူတို့ဟာဝေးဝေးကနေကြည့်ပြီးကူညီမှုမပြုခဲ့ပါဘူး။သူတို့ကဝစ်စုံညစ်ပတ်သွားမှာကိုမလိုချင်ကြဘူး။ TV တဲကရဲတွေက ဘေးဒဏ်တွေကြားမှာသူရဲကောင်းတွေလို့ထင်ရပေမဲ့အဲ့ဓာတွေအလုံးကဇလန်းတာဖြစ်ပါတယ်လို့အွန်လိုင်းသုံးဆွဲသူတဦးကမှတ်ချက်ပြုခဲ့ပါတယ်။ဒီလိုရေဘေးဒဏ်တွေထက်ကထက်ကကြုံတွေ့နေရပြီးမိမိတို့ရဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံးနေရတာကြောင့်ပြည်သူတွေဟာဒေတာအစိုးရတွေရဲ့ကြိုးပမ်းမှုတွေရဲ့ထိရောက်မှုကိုမေးခွန်းထုတ်လာကြပါတယ်။ဘီလီယံချီပြီးရေဘေးကာကွယ်ရေးအဆောက်အအုံတွေအတွက်ရင်းနှီးမြှုပ်နှံထားတဲ့ဆိုပေမဲ့အခြေအနေကဘာမှမပြောင်းလဲသေးပါဘူး။ မော်မင်းမြို့ဆိုတာတကယ်ကိုဆွဲမက်ဖွယ်ကောင်းတဲ့မြို့ပါပဲမိုးတဲတဲရွာလိုက်ရင်ချက်ချင်းရေရှမ်းပါတယ်ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာမော်မင်းမြို့ဟာမြို့တွင်းရေထုပ်စနစ်နဲ့လမ်းတွေပြင်ဆင်ဖို့ဘီလီယံချီပြီးရင်းနှီးမြှုပ်နှံခဲ့ပါတယ်အားလုံးကအဲ့ဒါကိုအပြည့်အပိုင်ဖြေရှင်းနိုင်မယ်လို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့ဒီညမှာမိုးတဲထန်စွာရွာလိုက်တာနဲ့အရာအားလုံးကိုထင်သာမြင်သာစွာမြင်လိုက်ရပါတယ်မြို့လေကောင်တစ်ခုလုံးရေရှမ်းနေပြီးလူတွေအိမ်တွေပြန်မရောက်နိုင်တဲ့အထိဖြစ်သွားပါတယ်တချို့ဆိုအိမ်ပြန်ဖို့လေတွေနဲ့တွားခဲ့ရပါတယ် အစိုးဆုံးကတော့စိုင်းပိုင်ရှင်တွေပါပဲလမ်းပြင်ဆင်နေတဲ့အချိန်ဆိုတော့လူသွားလူလာနေပြီးစီးပွားရေးလည်းတိတ်မကောင်းပါဘူးအခုဆိုဘာမှမလုပ်နိုင်တော့ပါဘူးဘီလီယံချီတဲ့ငွေတွေနဲ့ဒီလိုရလက်မျိုးဘာလို့ဖြစ်လာတာလဲလို့ကျွန်တော်နားမလည်နိုင်ပါဘူးလို့တူရင်အတုံးပြုတ်သူကဗီဒီယိုတစ်ခုမှပြောပြခဲ့ပါတယ်မိုးတဲ့တခါရွာလိုက်တာနဲ့မော်မင်းမျိုးရဲ့ရေထုပ်စနစ်အားနဲ့ချက်တွေထပ်ပြီးပေါ်လာပါတယ်လူတွေကမနဲ့အိယာတဲကရေဘေးတင့်သူတွေဖြစ်သွားတာကိုသိလိုက်ရပါတယ်လို့လဲသူကဖြည့်ဆွတ်ပြောကြခဲ့ပါတယ် မိုးတဲထန်စွာရွာသွန်းမှုကြောင့်မော်မင်းမြို့ရဲ့ရေထုပ်စနစ်များလုံးဝအလုံးမလုတော့ကြောင်းထင်ရှားစွာမြင်တွေ့ရပါတယ်။ဘီလီယံချီတဲ့ရင်းနှီးမြှုပ်နှံမှုအပြီးမှာတော့ဖက်နက်တစ်ဖက်ကိုပင်မကာကွယ်နိုင်တဲ့အခြေအနေဖြစ်နေပါတယ်။ဒီအခြေအနေကို လောင်ပြောင်ထားတဲ့ဗီဒီယိုတစ်ခုမှာ လူများစွာရဲ့အာယုံဆိုင်မှုကိုရရှိခဲ့ပါတယ်။ရာစုနှစ်တစ်ခုမှတကြိမ်သာကြုံတွေ့ရမယ့်ရေဘေးကြီးကိုမော်မင်းမြို့သားများအတူတူခံစားလိုက်ကြရပါပြီ။ မတိုးတက်လာတဲ့အပြင်ပုံမဆိုးရွားလာတဲ့ပြဿနာများနဲ့ပြည်သူများရဲ့စီးစင်ဥစ္စာတွေကိုတမိုင်းကစမ်းတက်လိုက်ပါပြီ။အာမခန်ကုမ္ပဏီများဆုံးရှုံးမှုနဲ့ပြည်သူများမျက်ရည်ကျမှုတွေအပြင်တိုးဂိတ်ကုမ္ပဏီများတစ်ဆိုင်များနဲ့လှေငါလုပ်ငန်းများမှာတော့အမျက်အစွန်းရနေကြပါတယ်။စိုက်ပျိုးရေးအာဏာပိုင်များရဲ့ပြောပြချက်အရကျွန်တော်တို့မျိုးရဲ့ငါလုပ်ငန်းများအလွန်ကောင်းမွန်စွာလည်ပတ်နေပါတယ်။ပြည်သူများအနေနဲ့အိမ်ပြင်ထွက်เสียရမလို့ပဲဘောင်းဘီချွတ်ပြီးတကားဝမှာပင်ငါးများကိုဖမ်းယူနိုင်ပါပြီ။မြို့တော်အနေနဲ့ ဘီလီယံချီသောယင်းနှီးမြှုပ်နှံမှုများဖြင့်ငားမွေးမြူရေးလုပ်ငန်းကိုအဆင့်မြင့်တင်မှာဖြစ်ပြီးအနာဂတ်မှာလူများရေတဲကူးခတ်နေစဉ်ငားများကတစ်သားပေါ်မှာလမ်းလျှောက်နိုင်မဲ့စနစ်ကိုပါထည့်သွင်းတိဆောက်သွားမှာဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ဒီကြွေးကြော်ချက်များမှာအခြေအမြစ်မရှိပါ။စရင်စရာများအရမော်မင်းမြို့ဟာပြီးခဲ့တဲ့နှစ်နှစ်အတွင်းမိုးရေနဲ့ရေစိုးစနစ်များအတွက်စီမံကိန်းများစွာကိုအကောင့်ထည့်ပေါ်ခဲ့ပြီး2025ခုနှစ်အတွက်ယင်းနှီးမြှုပ်နှံမှုမှာ1.8ဘီလီယံယွမ်အထိရှိခဲ့ပါတယ်။ ရှီယန်းမြို့မှာရေထုပ်စနစ်စီမံကိန်း၃ခုအတွက်တိတိတမ2ဘီလီယံယွမ်ကိုသုံးစွဲခဲ့ပြီးကျန်းကျင်းမြို့မှာတော့2025ခုနှစ်အတွက်နှစ်တသမ6ဘီလီယံယွမ်အထိရင်းနှီးမြှုပ်နှံမယ်လို့သိရပါတယ်။ဒါပေမဲ့ဒီလောက်ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုများအပြီးမှာတော့ကွမ်တမ်ပြည်နယ်ဟာနှစ်စဉ်ရေဘေးတံကိုခန်းစားနေရဆဲဖြစ်ပါတယ်။ဇွန်လ18ရက်နေ့မှာပြင်းထန်တဲ့ရေရှမ်းမှုများဖြစ်ပွားခဲ့ပြီးဖန်ကန်မြင့်တဲ့ဆွေးကျန်းမြစ်တို့ရဲ့ရေမျက်နှာပြင်ကတတိပေးအဆင့်ထက်3မီတာအထိမြင့်တက်လာခဲ့ပါတယ်။ အထက်မြစ်ပြားမှာရှိတဲ့ရေလောင်တမန်များမှာဖွင့်ချလက်ချင်းကြောင့်ဖြစ်နိုင်တယ်လို့ယူဆရပါတယ်။ရေကြီးမှုကြောင့်မြို့ရင်းမှာရှိတဲ့လူဦးရေတပေါင်းကျော်အိုးအိမ်ဆုံးခွာခဲ့ရပြီးအာဏာပိုင်များကအနီရောင်တရီပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ကြီးစွာသောဧရိယာများမှာဓာအားပြတ်တောက်မှုများနဲ့စီးပွားရေးလုပ်ငန်းများပိတ်သိမ်းခဲ့ရပါတယ်။ကားများစွာရေနှင်းမြုပ်ခဲ့ပြီးမြေညီတက်ဆိုင်များလုံးဝပျက်စီးခဲ့ရပါတယ်။ကုန်ပစ္စည်းများလမ်းများပေါ်မှာမျောပါနေတာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ပြည်သူတို့ချို့ကကျွတင်တရီပေးချက်တွေပဲရောက်သွားတယ်လေ။ ဒီဘေးအတွက်တာဝန်ယူမဲ့သူဘယ်သူလဲလို့မေးခွန်းထုတ်ခဲ့ကြပါတယ်။အွန်လိုင်းအသုံးပြုသူတချို့ကတရုတ်အစိုးရရဲ့အခြေခံအဆောက်အုံဆိုင်ရာအောင်မြင်မှုများကိုမကြာခဏဝါကြွားလေးရှိကြောင်း Belt and Road စီမံကိန်းအမြန်ရထားတန်တမန်ရေးနဲ့အခြေခံအဆောက်အုံဖြင့်မြည်သည့်စင်ခေါ်မှုကိုမဆိုဖြေရှင်းနိုင်တယ်လို့ဆိုလေးရှိကြောင်းထောက်ပြခဲ့ကြပါတယ်။သို့သောမိုးရွာတဲ့အခါမှာအမြန်ရထားကရေကူးလေ့ကျင့်ရာနေရာများဖြစ်လာပြီးမြေအောက်ဘူတာများဟာရေလောင်ကန်များအဖြစ်ပြောင်းလဲသွားကြ မြို့လေကောင်များဟာရှင်းပွက်အိုင်များဖြစ်သွားတာကိုတွေ့မြင်ရပါတယ်။မိုးတဲထန်စွာတစ်ခါရွာလိုက်ရင်တံတားကြီးတွေအဆောက်အုံမြင့်တွေဘလောက်ပဲဆောက်ဆောက်အားလုံးပျက်စီးသွားနိုင်ပါတယ်။ပိုဆိုးတာကမြို့တွေရဲ့ရေရှမ်းနေချိန်မှာပြည်သူမီဒီယာတွေကဒါဟာနှစ်တရာမှတစ်ခါဖြစ်တဲ့ရေဘေးလိုအကြောင်းပြုပြီးရေထုတ်စနစ်ကောင်းမွန်နေပြီးအစိုးရကအမြန်တုံ့ပြန်နိုင်တဲ့ဆိုတဲ့ဇလန်းတွေကိုပဲပြသလေးရှိပါတယ်။ကင်မရာတွေကမိုးကရိပ်အောက်မှာရက်နေတဲ့ခေါင်းဆောင်တွေကိုပြနေပြီးပါတီကိုယုံကြည်ကြပါလို့ပြောနေတတ်ပါတယ်။ ဒါပေမဲ့သူတို့ကိုယ်တိုင်တောင်မြေပြင်ပေါ်မှာမရက်နိုင်တဲ့အခါပြည်သူတွေကဘယ်လိုယုံကြည်နိုင်ပါလဲ။ဒီလိုရေဘေးတွေထက်ခါထက်ခါဖြစ်နေတာဟာမတော်တဆမဟုတ်ပါဘူး။ Community Party ကအချီးနှီးသော project ကြီးတွေကိုသာအလေးထားလို့ဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့မြို့အများစုမှာရေထုပ်စနစ်တွေဟာလွန်ခဲ့တဲ့ဆယ်စုနှစ်ကတည်းကဒီဇိုင်းလုပ်ထားတာဖြစ်ပြီးအခုခေတ်ရဲ့လူဦးရေတိတ်သီးမှုနဲ့ရာသီဥတုအခြေအနေတွေနဲ့မကိုက်ညီတော့ပါဘူး။ငွေကြီးတွေပျောက်နေတာမဟုတ်ပါဘူး။အထင်ကြီးရတဒါတွေအလင်းရောင်ပြပွဲတွေရေတကုန်အတုတွေ skyscraper မျော်စင်တွေလိုမျက်နှာပန်းလာတဲ့ project တွေမှာသာတုံးနေတာပါတကယ်တော့ရေထုံမြောင်းအများအပြားကိုအုတ်တွေနဲ့ပိတ်ထားတတ်ပါတယ်မြို့ရဲ့အလှအပကိုမြင့်တင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ပေါ့ရေထုပ်ပြွန်တွေကလည်းစေစုနှစ်တွေကတည်းကရှိနေတဲ့အစီအစဉ်တွေအတိုင်းကျင်းမြောင်းနေတုန်းပါပဲဒါအပြင်ဒီလို project တွေအတွက်ဆောက်လုပ်ရေးကုမ္ပဏီတွေကိုပဲရွေးချယ်လေးရှိပါတယ်အလို့အရေးသွေးဟာနိုင်ငံရေးပန်းတိုင်တွေနဲ့ကိုက်ညီမှုရှိမရှိအာမခံနိုင်တာမဟုတ်ပါဘူးတချို့ဒေသအစိုးရတွေဟာ project တွေကိုအလင်းစလို့လုပ်ပြီးလိုအပ်တဲ့ချိတ်ဆက်မှုတွေဒီဇိုင်းအမားတွေကြောင့်ရေထုပ်စနစ်တွေဟာရင်းနှီးမြှုပ်နေတဲ့ဂျိုင်ကြီးတွေဖြစ်သွားပါတယ်။တရုတ်နိုင်ငံရဲ့အခြေခံအဆောက်အအုံပြဿနာကနီးပညာပိုင်းမဟုတ်ပါဘူး။စနစ်တကျမဟုတ်တဲ့စီမံခန့်ခွဲမှုကြောင့်ပဲဖြစ်ပါတယ်။မြို့ပြအခြေခံအဆောက်အအုံတွေကိုသိပ်ပံနီးကျစီမံကိန်းတွေနဲ့မဟုတ်ပဲနိုင်ငံရေးပန်းတိုင်တွေနဲ့သာမောင်းနှင်နေတာပါ။လုံခြုံရေးနဲ့အသုံးဝင်မှုထက်တရင်ကောင်းစဉ်တွေမှာပါလာဖို့ကအလေးထားနေကြတာပါ။အစိုးရအရာရှိတွေဟာ တို့ရဲ့တာဝန်ကာလအတွင်းခဏတာအောင်မြင်မှုတွေကိုသာအာရုံစိုက်ပြီး project တွေရဲ့ရည်ရှိသုံးဝင်မှုကိုဂရုမစိုက်ကြပါဘူးတို့ရဲ့နောက်လူတွေကိုသာဒီပြဿနာတွေကိုဖြေရှင်းဖို့ခြံထားခဲ့ကြတာပါဒါအပြင် community party အတွင်းခြားစားမှုတွေဟာအခြေခံအဆောက်အုံ project တွေမှာအစင်အလာတစ်ခုလိုဖြစ်နေပါပြီ။ budget ချမှတ်ခြင်းကနေအတည်ပြုခြင်း၊လေလံဆွဲခြင်းနဲ့စစ်ဆေးခြင်းအဆင့်တိုင်းမှာခြားစားမှုတွေရှိနေပါတယ်။ ဘတ်ဂျက်ငွေဘီလီယံ100နဲ့စတင်ပေမဲ့အစုံးမှာတော့ဘီလီယံ300လောက်ပဲတကယ်တမ်းစောက်လို့ရေးမှ300မျိုးတွေဖြစ်နေပါတယ်။ပြည်သူတွေအနေနဲ့ဒီလိုစနစ်နဲ့ဘယ်လိုမှတကယ်ကိုရေးဘေးတန်ခံနိုင်တဲ့မျိုးတွေစောက်နိုင်မလဲ။ပြည်သူတွေအတွက်အကျိုးရှိတဲ့အဆောက်အုံတွေဘယ်လိုတည်ဆောက်နိုင်မလဲဆိုတာအံ့အားသင့်စရာပါပဲ။ဒီ BNR တွေရဲ့နောက်ဆက်တွဲဟာအခြေခံအဆောက်အုံပြည့်စည်မှုထက်ပိုပါတယ်။ပြည်သူတွေရဲ့ယုံကြည်မှုဆုံးရှုံးမှုဟာပိုပြီးကြီးမားဆုံးရှုံးမှုဖြစ်ပါတယ်။ ရေကျသွားပြီးတဲ့နောက်ရေနစ်ကားများစွာကိုတိတ်တဆိတ်စုဆောင်းပြီး used car ဈေးကွက်ထဲကိုရောက်ရှိသွားပါတယ်။မဖြောင်းမတ်တဲ့ကားရောင်းဝယ်သူတွေဟာဒီအခြေအနေကိုအခွင့်ကောင်းယူပြီးရေနစ်ကားတွေကိုအောက်ဈေးနဲ့ဝယ်ယူပြီးတန်ရှင်းရေးလုပ်ကအရေးသွေးမြင့်ကားအဖြစ်အမျက်ကြီးစားနိုင်ပါတယ်။မတိသေးတဲ့ customer များစွာဟာဒီရေနစ်ကားတွေကိုဝယ်မိပြီးကြီးမားတဲ့ဘေးအန္တရာယ်တွေကြုံတွေ့ရတတ်ပါတယ်။ပြဿနာတွေပေါ်လာတဲ့အခါမှာတော့ ရောင်းသူတွေကိုဝယ်ယူစီဖို့ခက်ခဲပြီးစားသုံးသူတွေအနေနဲ့လည်းမိမိတို့ရဲ့အခွင့်အရေးကိုကာကွယ်ဖို့ခက်ခဲလာပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့ရှိုးရှင်းဝေကြီးမှာရင်းနှစ်ကားတွေကိုဝယ်နေပါတယ်။၃နှစ်သာတုံးထားတဲ့ Lexus ES 200တစီးပါ။ရှင်တွေနဲ့ဖုံးနေပြီးအမျိုးသမီးတဦးတည်းပိုင်ကားပါ။ Guangdong ကဝေးကြီးမှာ2019 BMW 530i အမြင့်ဆုံးစံချိန်စံညွှန်း model တစီးကိုဝယ်ထားပါတယ်။ရေဟာဂီယာအထိရောက်နေပြီးတဝက်လောက်နှိမ့်မြုပ်နေပါတယ်။ ကျွန်တော်တို့ဒီကားကိုပြန်ဆွဲယူပြီးပြန်ဖြုတ်ကပြန်ပြင်ဆင်သွားမှာပါ။ယခင်ပိုင်ရှင်တွေကြုံခဲ့ရတဲ့အတွေ့အကြုံကိုကောင်းစွာကင်တွယ်ဖြေရှင်းပေးသွားမှာပါ။အသုံးပြုပြီးကားတွေကိုရင်းနှီးကားတွေပုံမဝင်ရောက်လာတာနဲ့အမျှ influencer တွေကလည်းဗီဒီယိုတွေတင်ပြီးစားသုံးသူတွေကိုကားဝယ်တဲ့အခါတတိထားဖို့တတိပေးနေကြပါတယ်။ဗီဒီယိုထဲမှာမြင်ရတဲ့ရေအမြင့်ကိုကြည့်ရင်မြို့တဲကကားအများစုဟာအသက်မရှင်နိုင်တော့ဘူးလို့ထင်ပါတယ်။ဒီရင်းနှီးကားတွေကိုဘယ်သူတွေကဘယ်လိုလုပ်ကြမလဲ။ ပထမဆုံးအနေနဲ့80ရာခိုင်နှုန်းသောကားတွေကိုအာမခံကုမ္ပဏီတွေကဝယ်ယူပြီးလေလံထိုးရောင်းချပါလိမ့်မယ်။ဒါကြောင့်ဒီကားတွေဟာဈေးကွက်ထဲကိုပြန်ရောက်လာနိုင်ပါတယ်။တချို့ကားတွေမှာအာမခံမရှိဘဲပိုင်ရှင်တွေကိုယ်တိုင်ရှင်းထုတ်ရန်ငွေပေးနေရပါတယ်။ဒါကြောင့်အခုကားကိုဝယ်မယ်ဆိုရင်ယင်းနှစ်ကားတွေကိုတည်ထားပါ။ဒီကားတွေဟာဘေးအန္တရာယ်များစွာ ရှိနိုင်ပါတယ်။ကျွန်တော်ထင်တာကတော့ယင်းနှစ်ကားတွေဟာမတော်တဆဖြစ်ထားတဲ့ကားတွေထက်တောင်ပိုပြီးအန္တရာယ်များပါတယ်။ ဒါကြောင့်တတိထားပြီးယုံကြည်စိတ်ချရတဲ့ကားယောင်းသူနဲ့သာကားဝယ်တင်ပါတယ်။ယင်းနစ်ကားတွေကိုခွေးတော်မယူကျင်ပါဘူး။တစုံတစ်ယောက်ကစိတ်နှလုံးသားမရှိတော့ရင်ငွေရှာဖို့လွယ်ကူသွားပါတယ်။အည်အသွင်းမြင့်ကားတစ်စီးကိုတသိန်းနဲ့ရောင်းနိုင်ပေမဲ့ယင်းနစ်ကားကို3000နဲ့ဝယ်ပြီး6000နဲ့ပြန်ရောင်းနိုင်ပါတယ်။ကားတစ်စီးကနေ6000အမြတ်ရနိုင်ပါတယ်။တစ်ရက်ကို6000ရနိုင်ပြီးစိတ်ရက်အတွင်း6သိန်းရနိုင်ပါတယ်။ဒါပေမဲ့အတုံးပြပြီးကားယောင်းသူတွေဟာယင်းနစ်ကားတွေကိုအစ်စ်လို့ဖြစ်အောင်တန်ရှင်းပြင်ဆင်နိုင်ပေမဲ့ အတွေ့အကြုံရှိတဲ့ဝယ်သူတွေကတော့ခြားနာချက်ကိုသိနိုင်ပါတယ်။ဒါကယင်းနစ်ကားတစ်စီးပါ။ဒါပေမဲ့ကားယောင်းသူတွေကဒါကိုဝန်ခံမှာမဟုတ်ပါဘူး။ယင်းနစ်ပြီးနောက် ကားကိုတေးချတန့်ရှင်းပြီးကားခင်းကိုမြောက်ကြည့်ရင်တောင်ယင်းနစ်ထားတဲ့လက္ခဏာမတွေ့ရပါဘူး။ရှင်တွေဒါမှမဟုတ်မူတက်နေတာတွေလည်းမရှိပါဘူး။ဒါပေမဲ့ဒီယင်းနစ်ကားတွေကိုဘယ်လောက်ပဲတန့်ရှင်းအောင်လုပ်လို့ကားတွင်ပိုင်းကအကောင့်ပေါက်တွေကိုလုံးဝတန့်ရှင်းအောင်မလုပ်နိုင်ပါဘူး။တဲနဲ့ရှင်တွေအနေငယ်ကြံနေတတ်ပါတယ်။ ်အန်ဒိုစကုပ်နဲ့ကြည့်မှသာအတွင်းပိုင်းမှာရှိတဲ့ရှင်တွေကိုမြင်နိုင်မှာပါကားတိုင်းမှာအတွင်းပိုင်းအခောင်းတွေအများကြီးရှိနေပေမဲ့တချို့နေရာတွေကဘယ်လို့မှတန့်ရှင်းလို့မရနိုင်ပါဘူးအန်ဒိုစကုပ်နဲ့တဲတွေမြင်နေရပေမဲ့ကားဆိုင်တွေကရင်းနှစ်ကားဖြစ်တယ်ဆိုတာဝန်မခံကြပါဘူးရင်းနှစ်ကားဝယ်မိသွားတဲ့ကံမကောင်းတဲ့ကားပါရှင်တချို့ကစားသုံးသူအခွင့်အရေးထက်အမျက်ကိုသာဦးစားပေးရောင်းတဲ့ကားရောင်းသူတွေကိုဝေဖန်ပြီးကျင့်ဝတ်နဲ့မညီတဲ့အပြုအမူတွေအတွက်ပြင့်တင်ရှုတ်ချနေကြပါတယ် ဂွာရှိကားဆိုင်ကိုယင်းနစ်ကားရောင်းတဲ့အတွက်ပေါ်ထုတ်လိုက်ပါတယ်။ဒါကသူတို့ပေးတဲ့တရားဝင်အာမခံပါ။ဒါပေမဲ့ကားကရေရှမ်းထားတာပါ။ဝယ်တုန်းကဘာပြဿနာမှမရှိဘူးလို့ပြောခဲ့ပါတယ်။ customer service နဲ့ဆက်သွယ်ပြီးတိုင်ကြားပေမဲ့သူတို့ကတာဝန်မယူဘဲပြေးနေကြပါတယ်။ကားပို့တဲ့အချိန်မှာပရင်ပေါက်ပိတ်မထားလို့ယင်းနစ်တားလို့ပြောနေကြပါတယ်။ department တစ်ခုကနေတစ်ခုကိုလှည့်ပို့နေပြီးဘယ်သူမှပြန်ဖုန်းမဆက်ကြပါဘူး။ရင်းနှစ်တဲ့အခြေအနေဘယ်လောက်ဆိုးလဲဆိုတာကိုပြပါမယ်။ ကားကင်းကိုမြောက်ကြည့်ရင်ရွှွန့်တွေကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။အနောက်ဘက်ပိုင်းကပိုဆိုးပါတယ်။ရွှွန့်နဲ့ရေတွေနဲ့ပြည့်နှက်နေပါတယ်။ဒီကားအတွက်ကျွန်တော်ယွမ်း39,500ပေးခဲ့ရပါတယ်။မနေ့ခင်းလုံးလုံးဒီကားထဲမှာထိုင်ပြီးဆုံးဖြတ်ချက်အပေါ်ပြန်သုံးသပ်နေမိပါတယ်။အခုတော့ဒီကားနဲ့ပဲတင့်မြတ်အောင်နေဖို့ပဲစဉ်းစားနေပါတယ်။တခြားသူတွေကိုအပြစ်တင်လို့မရပါဘူး။ကိုအမားပါပဲ။မြ мян ဝယ်ဖို့အလောတကြီးလုပ်မိတာ။တယောက်ယောက်ပြောတာကိုနားမထောင်မိတာ။နောက်ပြီးတေချာစုံစမ်းမှုမလုပ်မိတာတွေကကိုအမားပါပဲ။ အခုဆိုတရားစွဲဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။သူတို့ဖြည့်ရှင်းဖို့ကြိုးစားရင်တော့ရော့ကြီးပေးမှာမဟုတ်ပါဘူး။ဒီအချိန်ဤဇိုးထဲမှာကျွန်တော်ညံ့နေပြီးဘာမှလုပ်လို့မရတော့ပါဘူး။ဒီကားကရေရှန်ကားဆိုတာသိခဲ့ပါတယ်။ဒါပေမဲ့ဝယ်ပြီးတဲ့နောက်မှာပြဿနာအကြီးအကျယ်တွေကြုံရပါတယ်။ဒီကားနဲ့ဘာမှမဆိုင်ကျင်တော့ပါဘူး။ဒီထက်ပိုပြီးတိမခံနိုင်တော့ပါဘူး။ Influencer တယောက်ကအသုံးပြုပြီးကားစီးကွက်မှာဒီနေ့ကားတွေဘာကြောင့်များနေရလဲဆိုတာကိုရှင်းပြခဲ့ပါတယ်။အတုံးပြူပြီးကားဆိုင်တချို့ဟာမတော်တဆဖြစ်ထားတဲ့ ဒါမှမဟုတ်ရင်းနှစ်ထားတဲ့ကားတွေကိုဘာကြောင့်ရောင်းဝယ်ဖို့ရဲရဲတင်းတင်းလုပ်နိုင်တာလဲ။စာချုပ်တွေလက်မှတ်ထိုးပြီးအကြီးအစားမတော်တဆမှုဒါမှမဟုတ်ရင်းနှစ်မှုမရှိဘူးလို့အာမခံပေးနေကြပါတယ်။တချို့ကားတွေဆို third party စစ်ဆေးချက်အစီရင်ခံစာတွေနဲ့တောင်အကြီးအစားမတော်တဆမှုဒါမှမဟုတ်ရေရှမ်းမှုမရှိဘူးလို့ဆိုနေကြပါတယ်။ဒါကပုံမှန်ဖြစ်နေတဲ့ကိစ္စပါ။အဓိကအကြောင်းအရင်းကအသုံးပြုပြီးကားဝယ်တဲ့အခါကိုယ့်အခွင့်အရေးကိုကာကွယ်ဖို့ခက်ခဲလို့ပါပဲ။ကားမှာပြဿနာတစ်ခုခုတွေ့ရရင် ပထမဆုံးဒါကမတော်တဆမှုဒါမှမဟုတ်ရင်နှင်းမှုဖြစ်တယ်ဆိုတာကိုတတ်သိပြဖို့လိုပါတယ်။ဒါပေမဲ့ဒါကသူတို့ရောင်းချခင်ကဖြစ်ခဲ့တယ်ဆိုတာကိုတတ်သိပြဖို့ကတော့ပိုခက်ခဲ့ပါတယ်။နှစ်နဲ့ချီကြာနိုင်ပါတယ်။တတ်သိတွေရှိနေရင်တောင်မှဒေတာအစိုးရကအတိမတ်ပြုတ်ဖို့လိုပါတယ်။ဆက်သွယ်မှုမရှိရင်ခက်ခဲပါတယ်။ဒါမှမဟုတ်ကွန်မြူနတီပါတီစနစ်အောက်မှာပျောက်ကွယ်သွားပါလိမ့်မယ်။များစွာသောပြဿနာတွေကိုဥပဒေဒါမှမဟုတ်စည်းမျဉ်းတွေနဲ့ဖြည့်ရှင်းလို့မရပဲငွေနဲ့ဆက်သွယ်မှုတွေနဲ့သာဖြည့်ရှင်းနေကြပါတယ်။စားသုံးသူတွေဟာ ရှင်းလင်းတဲ့လက်ပြမှုတွေနဲ့ကြုံနေရပေမဲ့သူတို့ရဲ့တိုင်ကြားချက်တွေကိုဘယ်သူမှနားမထောင်ကြပါဘူး။ဈေးကွက်ထိန်းသိမ်းရေးဆိုတာလဲအခြေခံအားဖြင့်မရှိသလောက်ပါပဲ။တပ်ပါတီစစ်ဆေးချက်အစီရင်ခံစာတွေဆိုတာဟာမဖြောင့်မတ်တဲ့ရောင်းချသူတွေကိုအမှန်တရားကိုဖုံးကွယ်ဖို့ကူညီပေးတဲ့ကရိယာတွေသာဖြစ်နေကြပါတယ်။အကျိုးဆက်အနေနဲ့လက်တွေ့မှာထိခိုက်ရတာကတာမန်ပြည်သူတွေပါပဲ။အခြေခံစနစ်မပြောင်းလဲသေး၍အစိုးရကဘယ်လောက်ပဲတိုးတက်အောင်စူးစမ်းစူးစမ်းအပေါ်ယံပြင်ဆင်မှုနဲ့ 压一批心目中的骗你们吧。